ပြီးခဲ့တဲ့ lesson မှာတော့ကျွန်တော်တို့ game screen တွေကိုရေးဆွဲခဲ့ပါတယ်အခုဒီ lesson မှာတော့ကျွန်တော်တို့လိုအပ်တဲ့ basic shape တွေကိုကျွန်တော်တို့ရေးဆွဲစီပါမယ်အဲ့တော့ကျွန်တော်ရေးဆွဲဖို့အတွက်ကျွန်တော်တို့ဒီ game pattern တွေမှာဒီ game pattern ရဲ့ဒီ method တွေကျွန်တော်တို့ override လုပ်ပြီးတော့ပြီးတော့มาဖြစ်ပါတယ်။အဲ့တော့ကျွန်တော် order set ကျေးမှာကျွန်တော် override method ဆိုပြီးကျွန်တော်ဒီထဲမှာဘာ method ကိုသုံးနေလဲဆိုတော့ဒီ java string ရဲ့ java8.string နဲ့ g component ဆိုတဲ့ data ကကျွန်တော်ဒီ paint component ဆိုတဲ့ဒီ method လေးကိုဖြည့်သုံးချင်ပါတယ်အဲ့တော့ဒီ method ကဘာလုပ်တာလဲဆိုတော့ဒီ g component နဲ့အောက်ထဲမှာရှိရဲ့အဲဒီ panel လေးပေါ့နော်အဲ့ panel လေးမှာကျွန်တော်တို့ကဒီကျွန်တော်တို့ဆွဲချင်တဲ့ shape တွေကိုရေးဆွဲဖို့အတွက် method ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ paint method ဒီ paint component လေးကဘယ်ချိန်မှာအလုပ်လုပ်လဲဆိုရင်ကျွန်တော်တို့ဒီမှာ the component is initially displayed ကျွန်တော်ဒီ paint component ဒီရှိရဲ့ per class ပေါ့နော် i class ကကျွန်တော်တို့ဒီဒီပါ initially display သူ့ကိုကျွန်တော် script မှာပြရတဲ့အချိန်မှာထပြီးဒီ paint component လောက်လောက်မှာဖြစ်ပါတယ်နောက်တစ်ခုကအပြီးကျွန်တော်ကဒီအဲ့ဒီသူ့ပြနေတဲ့ script ကို resize လုပ်တဲ့အချိန်မှာအလုပ်လုပ်မယ်နောက်တစ်ခုကကျတော့ the component is updated ဒီကျွန်တော်တို့ဒီ component ထဲမှာရှိရဲ့ button တွေ text တွေ ကျွန်တော်ဒီ grid အာ label ဒီဒီထဲမှာရှိတဲ့ component တွေပေါ့နော်တခုခုကျွန်တော် update လုပ်လိုက်တယ်ဆိုလို့ရှိရင်ဒီ paint component တွေအားလောက်ထားလို့မှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒီဟာ explicit တိကျွန်တော်တက်တက်တီးတက်ပေါ့နော်ကျွန်တော်ဒီ repaint ဆိုတဲ့ method ခေါ်လို့ရှိရင်လေကျွန်တော်ဒီ paint component ဆိုတဲ့ method လေးအားလောက်ထားလို့မှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်ဒီ method ကဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော် paint component ကို origin မှာသူက graphics g ဆိုရဲသူ prepare လုပ်ပေးထားတဲ့ graphic object ကိုကျွန်တော်ပေးပါတယ် နောက်ပြီးကျွန်တော်တို့ဒီ super dot paint component ဒီအားကျတော့ကျွန်တော် paint component ဒီ graphic ကိုမသုံးခင်မှာကျွန်တော်တို့ဒီ panel ထဲမှာရှိတဲ့ graphic တွေအကုန်လုံး display လုပ်ပြတာဖြစ်ပါတယ်ပြောမယ်ဆိုကျွန်တော်အရင်ဆုံးကျွန်တော်ဆွဲမဲ့နေရာအောင်တန်ရှင်းလုပ်လိုက်တယ်ပေါ့တန်ရှင်းလုပ်ပြီးအကုန်လုံးရှင်းလင်းသွားပြီဆိုတော့ကျွန်တော်တို့အစာနေပြန်ဆွဲတဲ့ပုံပါအဲ့ဒါလေးကျွန်တော်တို့စပြီးတော့ basic shape ကိုဆွဲကြည့်အောင်အဲ့ကျွန်တော်က graphic ကိုသုံးပြမယ် graphic ဆိုတော့ကျွန်တော်အဓိကပြောရင်လွယ်လွယ်ပြောရမယ် care ပေါ့ care တချောင်းနဲ့တူတယ်ပေါ့အဲ magic magic ဒီမော်မော်ခဲတဲ့တချောင်းပေါ့ ော့ဒီထဲမှာကျွန်တော်က key dot set color color သတ်မှတ်မယ်အဲ့တော့ကျွန်တော်အညာနေရပဲ color dot ကျွန်တော်ကဒီ black ကိုပဲတုံးလိုက်မယ် color dot black ပေါ့အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ခုနကတော့ကျွန်တော်တို့ဟိုအရင်ပြီးခဲ့တဲ့ video မှာ subscribe ရအဖြူရောင်လေးအဲ့တော့အဖြူရောင်ပေါ်မှာကျွန်တော်ကအမဲရောင်လေးဆွဲတာဘာအောင်ဆွဲမလဲဆိုတော့ g dot draw ဒီ rectangle rectangle တစ်ခုဆွဲအဲ့ချိန်မှာကျွန်တော် rectangle တစ်ခုဆိုတဲ့အချိန်မှာဒီပါဆို integer x y width height အဲ့တော့ ကျွန်တော် coordinate position x နဲ့ y ကိုပဲနေရာမှာစဆွဲပါတယ်။နောက်ပြီးကျွန်တော် width နဲ့ height ကိုပဲမှာစဆွဲပါတယ်။အာ width ကဘယ်လောက်ရှိမလဲ height ကဘယ်လောက်ရှိမလဲပေါ့နော်။ဒါတော့ကျွန်တော်ကနောက်ပတ်တစ်ခုနဲ့ကျွန်တော်ပြပါမယ်။ sticky note ပဲ။ဒီအရင်းနဲ့ကျွန်တော်ဆွဲပြမယ်။အဲ့တော့ဆိုပါစို့ဒီအဖြူရောင်ကြီးကကျွန်တော်ရဲ့ game screen game screen ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအမှတ်လေးတစ်ခုမှတ်လိုက် တနေရာလေးပေါ့နော်အဲ့ဒီတနေရာဒီဒီအလဲတနေရာလေးဒီကျွန်တော်တို့က coordinate ရှိတယ် x ကျွန်တော်တို့ y အဲ့တနေရာလေးကကျွန်တော်တို့ဥပမာဒီဟာ0 1 2 3 4 5 6 7 8 9 10ဆိုပါပေါ့နော်ခရီးလို့မယ်အောက်ကိုလည်း1 2 3 5ဒီကျွန်တော်တို့ horizontally သွားတာဒီကျွန်တော် x တန်ကိုဖြစ်ပြီးတော့ vertically သွားတာဒီ y တန်ကိုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာကဒါလေးဆက်ဖြတ်မယ်ဟောဆက်ပြဖြတ်လိုက်ကျွန်တော်ဒီမှာမြောင်းလေးတစ်ချောင်းဆွဲကြည့်တယ်ဒီမှာ2ဒီမှာ2အဲ့တော့ကျွန်တော်က x tan ဘူကဒါ2 y tan ဘူ2အဲ့တော့ဒီနားလေးဒီ x က ကောမှာ wire 2ဖြစ်သွားတယ်ဗောနော်အဲ့တော့ h mobile demo 2နေရာရှိနေမှာကျွန်တော်တို့က width ကကျွန်တော်တို့30ရှိရအောင်ကျွန်တော်ဆွဲမှာဒီမှာ30 30တော့မဆွဲတော့ဘူးဒီမှာတခုတခုဒီတခုတခုဂျာရန်ကျဲနေရော1 2 3ဗောနော်3ခု3ခုပဲဆွဲလိုက်3ဗော width က3 height က1အဲ့တော့ကျွန်တော် rectangle ဆွဲမှာဆိုလို့ရှိရင်ဒီဘက် down နေပြီကျွန်တော် coordinate ဒီကျွန်တော်တို့ game ဆက်ခွဲပေါ့ဗော x mobile demo ဖြစ်ပြီးတော့ ဝက်ကကြတော့ကျွန်တော်ဒီမှာဆိုရင်3 4 5ဆိုတာ3ရှိတယ်ဝက်က height ကကြတော့2 3ဆို1ရှိတယ်အဲ့ဒါဒီလိုမျိုးပုံစံလေးကျွန်တော်ဆွဲပါဖြစ်ပါတယ်အဲ့ဒီမှာဆိုရင် x က x တန်ကိုဒီမှာကြတော့ကျွန်တော်က30လို့ပြတာတယ် y တန်ကလည်း30ဒါပေမဲ့ဝက်ကကြတော့ကျွန်တော်တရား height ကကြတော့တရားဒါဒီကျွန်တော်ပစ္စည်းဖြစ်ပါတယ်တရား pixel အဲ့ဒါဆိုရင်30 pixel ပေါ့နော်အဲ့ဒီကောင်လေးကျွန်တော်တို့ draw လုပ်ပါ ရပြီဒီဟာလေးရေးလိုက်တာလည်းကျွန်တော်တို့ကကျွန်တော်ဒီ graphic ကိုအသုံးပြုပြီးကျွန်တော်တို့ pan နေပေါ်မှာစပြီးတော့ရေးဆွဲလိုက်ပြီပေါ့နော်ကျွန်တော်ပြန် run ကြည့်မယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့က width က100 height က100ရှိရဲ့ဒီကျွန်တော်တို့ rectangle လေးပေါ့နော် rectangle လေးကိုကျွန်တော်တို့ရမှာဖြစ်ပါတယ်အဲကြဒါ rectangle ပေါ့ပေါ့ဒါ square ပေါ့နော် square ကိုကျွန်တော်တို့ရမှာဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်တို့ကအခုက gain look ဖန်တီးမှာပေါ့နော် game loop ကိုဖန်တီးဖို့ဆိုရင်ကျွန်တော်တို့ဒီ game ကျွန်တော်တို့ game လေးကဒီပြောမယ်ဆိုရင်တခုခု update လုပ်လိုက်တိုင်းသူက update လုပ်နေဖို့လိုတယ်တခုခုကျွန်တော်တို့ဒီ screen ပေါ်မှာ interaction ရှိလာတိုင်းသူလှုပ်ရှားနေဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကမလုပ်မလဲဆိုတော့ခုနကတော့ကျွန်တော်ပြောရည်ဒီမှာ repaint repaint ကိုခေါ်တာ ਨੇ ကျွန်တော်တို့ paint command အလုပ်လောက်ထားလုပ်လို့ပြောတယ်အဲ့တော့ကျွန်တော်ဒီမှာ x တန်မို့ y တန်မို့ကျွန်တော်ဒီလိုတိမ်မထည့်ပဲ ਨੇ အပေါ်မှာကျွန်တော်တို့ variable ကြီးတာကြီးတယ် predict integer x နောက်ပြီး y အဲ့တော့ integer x နဲ့ y က default value 0ရှိတယ်ဒီအခြေအနေမှာအဲ့ဒါကိုကျွန်တော်ဒီမှာ x နောက်ပြီး y လို့ပြလိုက်မယ်အဲ့တော့ကျွန်တော်တို့ x နဲ့ y က0ပေါ့နော်0,0ကနေစပြီးဆွဲမှာပေါ့ဒီမှာပြန်ပြီး range ကြည့်မယ်အဲဒါဆိုရင်ကျွန်တော်0,0ကနေစပြီးဆွဲနေရပေါ့ okay အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုလုပ်လဲဆိုခုနကတော့ဒီထဲမှာ repaint repaint ဆိုတဲ့ method ခေါ်လိုက်ဒီ repaint ကိုခေါ်လို့ရှိရင်ဒီ method ခေါ်ပါဒီ method ခေါ်ရင် dispose လုပ်မယ် graphic ကိုအရောင်ထည့်မယ်နောက်ပြီးကျွန်တော် graphic နဲ့ဒီဒီ square တစ်ခုဆွဲမယ်ဆွဲပြီးတော့ repaint ပြန်လုပ်တယ်အဲ့တော့ပြောမယ်ဆိုရင်ဒါ recursion သဘောတရားဖြစ်သွားတယ်အဲ့တော့ဒီ paint component ကိုထပ်ခါထပ်ခါထပ်ခါပြန်ခေါ်နေရဆိုတော့လူပဲပတ်သွားတဲ့သဘောဖြစ်တယ်။ဒါပေမဲ့ဒီ repaint ကိုဒီထဲမှာခေါ်တာတော့ကောင်းကောင်း ဒါကိုပရိုက်တစ်မဟုတ်ဘူးဒါပေမဲ့ဒီနေရာမှာကျွန်တော်ဒီမိုစထရေးရှင်းပြချင်လို့လူပင်တစ်ခုဖြစ်ဖြစ်နေစေချင်လို့ကျွန်တော်ဒီမှာဒီမိုအနေနဲ့ရေးတာဖြစ်တယ်နောက်ပြီးကျွန်တော်ပြန်ပြင်ပါဘောနော်အဲ့ကျွန်တော် run ကြည့်မယ် Okay ဒီချိန်မှာသူကဘာလုံးမှမလုပ်သေးဘောနော်ဘာလုံးမှမလုပ်အဲ့ကျွန်တော်လုံးစီချင်နေဆိုရင်ဘာလုံးမလဲဒီ x stand ပေါ်ကျွန်တော်အပြောင်းလဲဖြစ်နေရမယ်အဲ့တော့တစ်ခါ draw လုပ်မယ် draw လုပ်ပြီးသွားတယ်ကျွန်တော် x stand ကိုကျွန်တော်တိုးစီချင်တယ် x++ နောက်ပြီး y++ အဲ့ဒါဆိုရင် x ကို1ပေါင်း y ကိုလည်း1ပေါင်း draw တစ်ခါလုံး ace ကိုတစ်ပေါင်း wire တစ်ပေါင်း repaint လုပ်အဲ color ထက် draw လုံး ace ကိုတစ်ပေါင်း wire တစ်ပေါင်းအဲ့တော့ဒါဆိုရင်ဒီကျွန်တော်တို့ဒီ rectangle လေးက diagonal နဲ့ movement အနေနဲ့ရွှေ့သွားမှာဖြစ်ပါတယ်အော်ဒါပြောက်သွားပြီပေါ့နော်အရင်ညံ့တယ်အဲ့တော့ကျွန်တော်ဒီကောင်းကို integer လို့မထားဘဲနဲ့လို့လို့ထားလိုက်မယ် flow ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကြတော့ integer အနေနဲ့ပြရမယ်သူတို့ integer အနေနဲ့ custom ဖတ်ရမယ် y ကိုလည်း integer နဲ့ custom ဖြေမယ်ကျွန်တော် x++ ပုံတော့မှာ plus equal to 0.1ကျွန်တော်ပေါင်းထည့်မယ်0.1ဟုတ်ဒါပါလို့မလို့ဒါလဲဆိုတော့တစ်ကိုခုနကတော့တစ်ပေါင်းထည့်သွားတော့အရင်မြင်မြန်မြင်မြန်ဆီဆီပျောက်သွားလို့ပေါ့နော်ဒါဖြည်းဖြည်းလေးသွားတယ်လို့0.1ပေါင်းထည့်တာအဲ့တော့ကျွန်တော်ဒါဆိုဖြည်းဖြည်းလေးရွှေ့နေပါတော့ rectangle လေးရโอเคအဲ့တော့ဒါ repaint repaint ကိုခေါ်တော့တာဒါပေမဲ့ဒီ repaint ကိုကျွန်တော်ဒီ European ဒီထဲမှာ diet တုံးတာပါကျွန်တော် good practice မဟုတ်ဘူးအဲ့တော့ကျွန်တော်ဒီပုံစံမတုံးတခြားပုံစံတွေနဲ့ကျွန်တော်တုံးကြည့်ကြမယ် Okay အဲ့တော့ကျွန်တော်ဒီမှာ rectangle x တောင်း ICT rectangle x ICT တောင်းပါဒီလိုပြလိုက်မယ် b1 ရဲ့ private ဒါတော့ integer width ICT width IDDH width rectangle ไปป่ะเนาะ rectangle width ก็จะเราคน100ปีเก็บหมดออกไปจะ50ไปพี่เนาะ rectangle height ไปจะ50ไปพี่เนาะโอเคเออဒီมาကျွန်တော်တို့က rectangle x เนี่ย rectangle y ဆိုပြီးတော့ဖြစ်သွားတယ်โอเคကျွန်တော်ဒီ repaint ကိုဒီထဲမှာကျွန်တော်မထုံတော့ဘူး အဲ့ဒီစာကိုကျွန်တော်ဒီ Java string နဲ့အားကျွန်တော်တိုင်ပါအောင်သုံးမယ် private timer ဘယ်ရက် timer လဲဆိုတော့ Java X တရား string line တရား timer timer အောင်သုံးမယ် okay အဲ့တော့ကျွန်တော် timer အောင်သုံးမယ်ဆိုရင် timer is equal to ကျွန်တော် object ဒီစောင့်အောင်ပါပေါ့ timer new timer ပေါ့ okay timer အောင်စောင့်ရင်ကျွန်တော်ဒီမှာ delay ပြရတယ် delay ရဲ့နောက်ပြီး action listener တခုကျွန်တော်တို့ပြရမယ်အဲ့တော့ကျွန်တော်တို့ဒီ string library တွေကဒီ component တွေဒီဘယ်ပေါ်မှာသွား ဘယ် threat ပုံမှာတရှိတယ်ဆိုတော့သူကဒီမှာ ETD လို့ခေါ်တဲ့ event dispatch threat ဆိုတဲ့ပုံမှာတရှိတယ်ပြောရမယ်ဆိုကျွန်တော်တို့ကဒီ threat project ကိုစစချင်းမှာကျွန်တော် Java ဒီ main main project main ရနေပြီးစစချင်းမှာကျွန်တော် main threat ကိုစပြီး run နေ run ပြပြချင်းမှာကျွန်တော်တို့ကဒီ swing library ကသက်ဆိုင်တဲ့ UI နဲ့သက်ဆိုင်တဲ့အရာတွေအကုန်လုံးဒီကျွန်တော်တို့က event dispatch threat ဆိုတဲ့ threat ပုံမှာကျွန်တော်တို့စပ်ပြီးတော့ run သွားတယ်ပေါ့နော်ပြောရမယ်ဆိုကျွန်တော် main threat နဲ့ဒီ UI နေနဲ့ UI နေအလုပ်လုပ်ဖို့အတွက် threat ကို ပြီးတန်ဒီဖယ်ရတာပေါ့။ဒါဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ swing နဲ့အာ UI component တွေ component တွေရဲ့ threat ကကြတော့ဒီက threat safety မဖြစ်လို့ပေါ့နော်။အဲ့ဒါကြောင့်ဒီကောင်းလေးကို UI တွေကိုကြတော့ EDD ပေါ့မှာသွား run သွားတာပေါ့။အဲ့တော့ EDD ပေါ့မှာဘာရရှိမလဲဆိုတော့ဒီ to process ဆိုတော့လုံဆောင်မှုအတွက် like repainting ဒါမှမဟုတ် repainting လို့ process တွေတော့ပြောတော့ကျွန်တော်ဒီ button တွေပြန်ဆွဲတာ label ပြန်ဆွဲတာ test box တွေဆွဲတာဟုတ်ပြီ repainting ပြန်လုပ်ရတဲ့ processing ရှိတယ်အဲ့ repainting နေတော့ပြီး timer timer event ပေါ့ဟုတ်တယ် timer လို့ event မျိုးတွေပေါ့အဲ့ဒါတွေဘယ်လိုလုပ်ဖို့တောင်းလဲ event dispatcher drop မှာ run ပါတယ်ပေါ့နော် okay အဲ့ဒီ detail ဒီထက် detail သိချင်တယ်ဆိုတော့ကိုကကိုဆက်ပြီးတော့လေ့လာကြည့်ပါ okay အဲ့တော့ဒီမှာကျွန်တော်က timer တခုတိစားအဲ့တော့ timer ထဲမှာကျွန်တော်ခုနကတော့ delay ရယ်ကျွန်တော် timer ထဲမှာပါလို့မလဲပထမဆုံး delay နောက်တစ်ခုကကြတော့ Java AWD event တွေကကျွန်တော် action listener action listener တစ်ခုလိုအပ်တယ်ပေါ့ဒါလေးဒါလေးကကျွန်တော်ဘယ်လောက်ပေးမလဲဆိုတော့16တာမီလီစက္ကန့်ပေါ့နော်မီလီစက္ကန့်တော့1စက္ကန့်မှာ1000မီလီစက္ကန့်ရှိပေါ့နော်အဲ့ဒါအဲ16ပြီးလိုက်တယ်ပေါ့1000ပုံအာ1016နဲ့စကြည့်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်စက္ကန့်အနေနဲ့ရမယ်ပေါ့ဘယ်လောက်စက္ကန့်ရန်သွားမလဲဆိုမီလီစက္ကန့်အနေနဲ့โอเค အဲ့တော့နောက်ပြီးကျွန်တော်ဒီမှာ event event action listener action listener ပြဖို့အတွက်ကျွန်တော်ကတော့ဒီမှာကျွန်တော် implement လုပ်လိုက်မယ် action listener implement လုပ်လိုက်မယ်ဒီ game ban เนี่ยကျွန်တော် action listener ကို implement လုပ်လိုက်မယ် okay အဲ့တော့ implement လုပ်တဲ့ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ abstract method ကို action perform ဆိုတဲ့ abstract method ကိုကျွန်တော်တို့ override လုပ်ပြရမယ်အဲ့တော့ okay အဲ့တော့ဒီ time မှာလုံးလုံးတဲ့အချိန်မှာ event listener တခုလို့ရတယ်။အဲ့ event listener ဒီကျွန်တော်တို့ game map နဲ့ဖြစ်သွားမယ်။ game map နဲ့ဒီဒီ action listener ကိုကျွန်တော် implement လုပ်ထားလို့ပေါ့နော်။အဲ့တော့ action listener interface ကို implement လုပ်ထားလို့ဒီထဲမှာကျွန်တော်တို့က this လို့ tag ပြရပါပြီ။အဲ့ဒီည action listener ဝင်သွားတယ်ဗော။ဒီ action listener ဒီကျွန်တော် game map နဲ့ type ဖြစ်နေတယ်။အဲ့ game map နဲ့ဒီရဲ့ဝင်သွားတယ်။အဲ့တော့ action listener ဒီရောက်အောင်။အဲ့တော့ဒီ16 second ကြာနေလောက်တစ်ခုလုပ်မယ်။အဲ့လောက်ကပါလဲဆိုတော့ကျွန်တော် override လုပ်ထားတဲ့ဒီ action perform ဆိုရယ်ဒီ method ကိုထားပြီးလုပ်လုပ်မယ်ဗော။ အဲ့ဒီလိုအလုံးလုံးတဲ့အချိန်ကြာမှာကျွန်တော်တို့ကဘာကိုခေါ်ပေးမလဲဆိုတော့ repair ကိုခေါ်ပေးမယ်။ Okay ဒီ repair ကိုခေါ်ရင်ဒါအလုံးလုံးပဲပေါ့။ Okay အဲ့ကြောင့်16စက္ကန့်ကြာတယ်ဒီကောင်အလုံးတစ်ခါလုံးမယ်16စက္ကန့်တော့ဖြစ်တယ်16မီလီစက္ကန့်ကြာတယ်အလုံးတစ်ခုလုံးမယ်အဲ့လုံးတယ်မှာကျွန်တော် repair ဒီကောင်ကိုပြန်ခေါ်လာတယ်။ Okay ဒါကတော့ဒီ Java OB concept တွေဖြစ်ပါတယ်အဲ့ဒါတွေကတော့ဟိုဒီတေးမသိသေးဘူးဆိုလို့ရှိရင်တော့ကိုပေါ့ဆက်ပြီးတော့ပြန်ပြီးတော့လေ့လာကြည့်ပါ โอเคအဲ့တော့ဒီမှာဘာမှမလုပ်ကျွန်တော်ဘာမှမမမလုပ်ထားတာအဲ့တော့ကျွန်တော်လုပ်ကျွန်တော်လုပ်ချင်တဲ့အရာအလုံးဒီထဲမှာတော့ action perform နေမှာဘာလုပ်မလဲဆိုတော့ကျွန်တော်ခုနကတော့ rectangle x plus plus rectangle ကျွန်တော်တစ်ပေါင်းမယ် rectangle y နဲ့အဲ့လိုပဲကျွန်တော် plus တစ်ပေါင်းโอเคอ๋อဒီမှာကျွန်တော်အလုံးမလုပ်ဘူးဘာဖြစ်လို့လုံးမလုပ်တာလဲဆိုတော့ကျွန်တော်ခုနကဒီမှာ time မှာ object ပဲကျင်ရခဲ့တာ ဒီ time ကိုကျွန်တော်ကဘာမှ step မလုပ်ခဲ့ရဘူးအဲ့တော့ timer dot start timer ကိုကျွန်တော်ပြန်စမယ် okay ဒါဆိုရင်ကျွန်တော်တို့ဒီကျွန်တော် rectangle လေးဖြည်းဖြည်းချင်းရွေးနေပါတော့ဒီ16 millisecond မှာတစ်ခေါက်ကျွန်တော်ပြွေးနေဖြစ်ပါတယ် okay ဒါကတော့ကျွန်တော်ဒီ mode ဒီ loop လေးတစ်ခုလုပ်ပြပါတော့ game loop လေးတစ်ခုဒါကတော့ကျွန်တော်တကယ်ဂိမ်းထဲမှာသုံးရမယ့်ပုံစံမဟုတ်ဘူးဒါကတော့ကျွန်တော်ဒီထဲမှာလိုအပ်တဲ့ ကျွန်တော်လူကျင်တဲ့ပုံစံကိုဒါကျွန်တော်ရေးပြခြင်းဒီ draw လုပ်ရတဲ့ပုံစံလေးကိုကျွန်တော်ဆွဲပြခြင်းလို့ပေါ့နော်အခုကကျွန်တော် draw rectangle မဟုတ်တော့ကျွန်တော် fill rectangle အမဲအတုံးလေးတစ်စုံဆွဲမယ်ဒီမှာတော့ကျွန်တော်တို့က rectangle width နဲ့ rectangle height ကျွန်တော်သုံးမယ်ခုနတိုင်းပဲအလိုလိုပါပဲဒါ okay အမဲအတုံးလေးရွေးနေပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော် ီ screen တိတ်မကြိုက် screen က900နည်းနည်းနည်း screen height ကကျွန်တော်900ထားလိုက်ပြီးတော့ screen width ကိုကျွန်တော်900ထားလိုက်တယ်ဒီတော့800ထားလိုက်ပြန်အန်းကြည့်ဟာ okay ဒီရဒီတော့မစိုးအမဲအောင်တုံးလေးဟာရွေ့နေဒါပေမဲ့ဒီမှာတစ်ချက်ကြည့်သူရွေ့နေတာ constant မဖြစ်ဘူးညံဝါလိုက်ညေဝါလိုက်ဖြစ်နေပါတော့ကျွန်တော်တို့ gain ကအဲ့လိုမျိုးညံဝါလိုက်ညေဝါလိုက်ဖြစ်နေလို့မရဘူးအဲ့ဒါဆိုကျွန်တော်တို့အတုံးတွေကညံကြနေတဲ့အချိန်မှာကြာပြီနေနေကြနေတဲ့အချိန်မှာကြာနေပါ အဲ့ပြဿနာကိုလည်းကျွန်တော်တို့ဖြေရှင်းရမယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ game လူပင်ကောင်းကောင်းရေးပြီးသွားရင်တော့အဲ့ပြဿနာဖြေရှင်းဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ် Okay ဒီမှာကျွန်တော် rectangle x နဲ့ y နဲ့ကျွန်တော်တစ်တစ်ပေါင်းလိုက်ပေါ့နော်ဒါနဲ့ကျွန်တော်တို့ကပြန် run ကြည့်အောင်ကျွန်တော် runner rectangle တွေကကျွန်တော်တို့ဒီ game စက်ကွင်းရဲ့ညာဘက်ပေါင်းကြော်ပြီးတော့ဖတ်သွားပေါ့နော်အခါကျရင်ကျွန်တော်တို့မြင်နိုင်တဲ့ size တွေမှာတော့မရှိတော့ဘူးအဲ့တော့ screen out တွေရောက်သွားတယ် အော်ဒီမှာဆိုရင် subscribe button ကြော်ရတယ်အဲ့ဒါကျွန်တော်မမြင်ရတော့ဘူးအဲ့တော့သူ့ကိုကျွန်တော်အဲ့အပြင်မှာထွက်သွားစေချင်အမထွက်သွားစေချင်တဲ့အတွက်ကျွန်တော်ဒီထဲမှာ game logic တွေအနေနဲ့ရေးပါမယ် Okay အဲ့တော့ပထမဆုံးကျွန်တော်ဒီမှာဘာကိုတတ်မှတ်ချင်လဲဆိုတော့ကျွန်တော်ဒီ direction တစ်ခုတတ်မှတ်ချင်တယ် private uh, integer x direction integer ဒါ y y direction x direction နဲ့ y direction okay ဒီညမှာကျွန်တော်ပြကယ်ရွေးများ rectangle x ကကျွန်တော်0ထက်ငယ်သွားမယ်ဟောဒါမှမဟုတ်လို့ရှင် rectangle x ကကျွန်တော် get width ပေါ့နော် get width ဆိုတာဘယ်ရရမလဲဆိုတော့ကျွန်တော်ဒီကျွန်တော်ခြေပန်တွေရလာခြေပန်တွေရ gain ပန်တွေကျွန်တော်ခြေပန်တွေကို extend လုပ်လာဖြစ်တဲ့အတွက်ဒါသမီးတို့ရဒီ gain width ဆိုလို့ gain width ဆိုလို့ရှင်ဘယ်ရရမလဲဆိုတော့ ဒီကျွန်တော်တို့ရဲ့ game secret ဒီမှာသတ်မှတ်ခဲ့တဲ့ game secret width နဲ့ height ကိုရမှာဖြစ်ပါတယ်ဒီမှာဆို width ပေါ့နော်အဲ height ဆိုရင် height ရမှာပေါ့အဲ့တော့ကျွန်တော်တို့ rectangle x က0ထက်ငယ်သွားတယ်ကျွန်တော်ကျွန်တော်ကြည့်မယ်ဒါဒီမှာကျွန်တော်ပြန်ဆွဲပြမယ်ဒီမှာ0ရှိကျွန်တော်တို့ရဲ့ rectangle လေးကဒီ0ထက်တာငယ်သွားခဲ့မယ်ဆိုရင်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ rectangle လေးကကျွန်တော်တို့ game width ထက်တာကြီးွားခဲ့ရဆိုလို့ရှိရင်ဒီ x ပေါ့နော် x တန်ပေါ့ဒီ0ထက်ငယ်ငယ်ပဲ ်ငွေ0ထက်ကြီးွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်လဲဆိုတော့သူ့ရဲ့ position ကိုကျွန်တော်ပြောင်းပြမယ် direction ပေါ့နော် x direction ကိုကျွန်တော် multiplication ကျွန်တော် minus မှလည်းပြောင်းပြမယ် okay ကျွန်တော်ဒီမှာ x direction 1လို့ထားမယ် y direction လည်းကျွန်တော်1လို့ထားလိုက်ပြမယ် अच्छा वेरी वेरी ये मामा चीज़ आवे नहीं अच्छा ठीक है ठीक ले आवे लोग और आउट है मावे चलो x direction is equal to one y direction is equal to one rectangle so, width is equal to fifty rectangle so, height is equal to fifty आज एक और डायरेक्शन रूम आप चलाए लो यार ဓာတ်ရဲကောင်းမှပေါင်းလို့ရတယ်။အဲကျွန်တော် rectangle x x direction rectangle width rectangle height တိုင်းမှာဒီမှာကျွန်တော် very very declare ပြန်ပြီးတော့ assign လုပ်ထားတယ် assign လုပ်ထားတယ်။တိုင်းမှာ start ထားတယ်။ okay ဒီမှာ direction x ပြောင်းမယ်။ if အကယ်၍များကျွန်တော် rectangle ရဲ့ y နဲ့ height တိုင်းမှာ y က0ထပ်နေတယ်။ဒါမှမဟုတ် rectangle y က gap ဒီမှာကျတော့ width မဟုတ်တော့ဘူး height ကြီးသွားတယ်ပြောမယ်ဆိုတော့ကျွန်တော်တို့ရဲ့လေးတော့အတုံးလေးကကျွန်တော်တို့ screen ရဲ့ပြင်ပောက်ရောက်သွားခင်ဘယ်ဘက်ကိုကျော်သွားရဲဆိုတာ0ထက်ငယ်သွားတယ်ညာဘက်ကိုရောက်သွားရဲဆိုလို့ရှိရင်ကျွန်တော်တို့ game screen width ကသူ့ရဲ့ extent ကကြီးသွားတယ် wide လည်းအလိုပဲ0ထက်အပေါ်ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ wide tan ဘူးကအဲကျွန်တော်တို့အတုံးလေးရဲ့ wide tan ဘူးက0ထက်ကျော်ပြီးတော့အပြင်ရောက်သွားကျွန်တော်မမြင်နိုင်တဲ့ဆီရောက်သွားပြီနောက်တစ်ခုကကျွန်တော် game screen ရဲ့ out out ဘိုင်းဆိုလို့ရှိရင်လည်းအလိုပဲကြီး gain suffering height ကကျွန်တော်တို့ရဲ့ x ကပတိ y တန်ဖိုးလေးကကြီးသွားခဲ့တယ်ဆိုလို့ရှိရင် gain suffering height ကကျော်သွားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီမှာဒီ logic တွေရေးထားတာ y direction ကိုကျွန်တော်ကဘာလုပ်မလဲဆို multiplication is equal to ကျ -1 -1 ပြောင်းနောက်ပြီးတော့မှကျွန်တော်ကအဲ့ဒီဒီ rectangle x နဲ့ rectangle x ကိုဘာပေါင်းထည့်ခိုင်းမလဲဆိုပေါ့ x direction ပေါင်းထည့်ခိုင်းမယ် rectangle y နဲ့ကိုကျွန်တော်က y direction ပေါင်းထည့်ခိုင်းမယ် okay အဲ့တော့ဒါဘယ်လိုလုပ်လို့အချက်ကြည့်အောင် x direction x direction ကသစ္စာဘုံ1ပထမဆုံးကျွန်တော်တို့ဆွဲထားတာကကြတော့0ကနေစဆွဲရတာ0က0ထက်ငယ်တာမငယ်ဘူး0က game mode ထက်ကြီးတာမကြီးဘူးဆိုတော့ဒါလုပ်လို့မှာမဟုတ်ဘူး y ကလည်း0ထက်ငယ်တာ y က0ထက်မငယ်ဘူး y ကတော့ get height ထက်ကြီးနေတာမကြီးဘူးအဲ့ဒါဆိုဒါလည်းလုပ်လို့မှာ ပထမဆုံးကျွန်တော်လုံးလုံးအောင်ပါက rectangle x x direction ဆိုတော့ x direction က1 1ဆိုတော့ကျွန်တော်တစ်ပေါင်းပါမယ်နော် y လည်းပေါင်းပါ diagonal သွားနေနေမယ်သွားရင်လည်းဒီချိန်ကြလို့ရှိရင်ကျွန်တော်ရဲ့ rectangle x က0ထပ်တော့မငယ်ဘူးဒါပေမဲ့ကျွန်တော် gain ကိုထပ်ကြီးသွားတယ်ကြီးသွားတဲ့အခါကျရင်ဘာဖြစ်သွားမလဲဆိုတော့ဒီ x direction ကျွန်တော် minus 1နဲ့ကျွန်တော်မြှောက်ပလိုက်မယ်အဲ့ဆိုခုနကတော့ကျွန်တော် x direction က1ဖြစ်နေတာ1ဖြစ်နေတာအနေနဲ့ multiplication minus 1နဲ့မြှောက်လိုက်တော့သွား x direction minus 1ဖြစ်သွားတယ် တော့ကျွန်တော် rectangle 8ဆီကိုတစ်ပေါင်းရမယ်အစားတစ်ပြန်နှုတ်သွားအဲ့တော့ကျွန်တော်တို့ကကြော်နေရနေပြီးတော့ညာဘက်ကိုပေါင်းနေရနေပြီးတော့ညာဘက်ကိုတစ်ဖြည်းဖြည်းပေါင်းနေရနေပြီးတော့နှုတ်သွားတော့ဒီဘက်ဘက်ကိုပြန်ရောက်လာတယ်အဲ့တော့ကျွန်တော်ဒီဘောင်လေးတွေကိုတိုက်ပြီးတော့တွားနေတဲ့ပုံစံဖြစ်သွားတယ်တုံးရအဲ့လိုပုံစံဖြစ်သွားတယ်နော်အဲ့တော့ကျွန်တော်တို့ဒီဟာ home home range ကြီးအောင်တခေါက် okay ဒီမှာကျွန်တော်တို့အတုံးလေးကသွားတာအရင်နှီးတယ်အဲ့တော့ကျွန်တော်တို့ကမလုပ်မလဲဆိုတော့ rectangle x plus plus its direction ဒီအချိန်ကိုကျွန်တော်ဆက်လျှော့လိုက်16ရလေကျွန်တော်5 millisecond လောက်ထားလိုက်ပါဆိုရင်အချိန်ညာလိုက်ပို့ပြီးတော့မြန်လာမှာပေါ့အဲ့ဘောနည်းနည်းပို့ပြန်သွားတယ် okay သူညာဘက်ကိုရောက်တယ်အာ example ကကျော်သွားတယ်ဆိုတော့ game mode တက်ကျော်သွားဆိုရင်သူပြန်လာပေါ့နော် white time ကလည်းအဲ့လိုမျိုးပဲဒါပေမဲ့ကျွန်တော်တို့ထည့်မတော်တာတော့တခုရှိရယ်ပါလဲဆိုတော့ ဘယ်ဘက်ချမ်းမှာကြောက်ကောင်းကောင်းမလုပ်လို့ပြီးတော့ညာဘက်ချမ်းမှာကြောက်ကောင်းကောင်းမလုပ်မလို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က example white tan ကိုဒီမှာထည့်ပြီးမတွက်ခဲ့လို့သူ့ရဲ့ width နဲ့ height ရှိအဲ့ဒါကိုကျွန်တော်ထည့်ပြီးတွက်ပြတွက်ခဲ့ရမှာဖြစ်တယ်ဒီမှာ example ပဲမဟုတ်တော့ဘဲနဲ့ h ကိုကျွန်တော်တို့ကသူ့ရဲ့ width tan ကိုပေါင်းထည့်ပါဖြစ်တယ် plus rectangle width ပေါင်းထည့်ရမယ်ဒီမှာလည်းအဲ့လိုပဲ h tan ကို y tan ကို plus rectangle height င်ငံဟိုက်ကိုပေါင်းလိုက်ရမှာဖြစ်တယ်ချက်ကြည့်အောင်ဒါဆိုရင်ကျွန်တော်တို့ခုနကတော့ဒီပေါင်းတုံးလုံးကမကျော်သွားတော့ဘူးเนาะโอเคဒါဆိုရင်တောင်းအောင်ရောက်သွားတယ်သူပြန်ကန်လာတယ်အောက်မှာလည်းချက်ကြည့်အောင်အာโอเคဒါဆိုရင်တော့ကျွန်တော်တို့က simple game loop လေးကိုရပြီပေါ့ ဒါဆိုရင်တော့ simple game တွေရပါပြီအဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုမှာအကျွန်တော် basic rectangle shape ကိုဘယ်လိုဆွဲမလဲဒီ paint component ကိုဘာကြောင့်သုံးရတာလဲနောက်ပြီးဒီထဲမှာကျွန်တော် repaint ကိုသုံးလို့ရှင်ဘာဖြစ်မလဲနောက်ပြီးတော့ဒီ timer နဲ့ကျွန်တော် java string နဲ့ timer နဲ့ကျွန်တော် action listener နဲ့ကျွန်တော်တွဲဖက်ပြီးတော့အသုံးပြုပြခဲ့ပါတယ်အဲ့တော့နောက်ဗီဒီယိုတွေကြာလို့ရှင်ကျွန်တော်တို့ game အာ game လို့ပေါ့နော်ကျွန်တော် game ရဲ့အသက်ဖြစ်တဲ့ game လို့ဟိုစပြီးတော့ရေးကြည့်ပါမယ်